င်္ဂလာပါရှင်ရေဝကိတဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြင်းချက်မှာစစ်တပ်အတိုင်းကြားတပ်ဆွဲထားတဲ့တပ်မဏိစင်ရောကိုတရားကုမ္မမရှော့တိုက်တုံ၁၀လုံးနဲ့ပြစ်ကတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကဒီစကိုက်တေဆုံးမှုများပြား။မလေးတိုင်းမြင်းချံမြို့နယ်မှာဂျပန်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့တမနီစံကိုတရားကောင်မှရှော့တိုက်တုံ၁၀လုံးနဲ့ပြင်ကတိုက်ခိုက်ရမှာစစ်သား၅ဦးသေဆုံးကြောင်းမြင်းချံ district ဗတာလိုင်းတူမတဲမှုကပြောတယ် အော်တိုဘာလဆက်ကွဲနေမြင်းချံမြို့နယ်မှာဂျပန်စစ်တပ်ကအင်အားနှစ်ယောက်ကနေအထိုင်ကြားတပ်ဆွဲတိုက်တပ်မီဆန်ကိုတော်လိုက်တပ်ဖွဲ့တွေကတရားကုန်မှာရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်က15ဦးသေဆုံးကထိခိုက်ဒဏ်ရာရှိသူများပြပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မြင်းချန်တပ်မဏိဆန်ကိုကျွန်တော်ပြစ်ခဲ့တာပါ10လုံးပြစ်တာမှာ10လုံးကအောင်မြင်တယ်10လုံးအောင်မြင်တဲ့အထက်ကနေ4လုံးကထိကြံကောင်းကိုမှန်ပါတယ်။အဲဒီ4လုံးကစစ်ခွေးရဲ့ရှယ်နေရာကိုကြောက်ပါကွဲခဲ့လို့စစ်ခွေးသေဆုံးတိုင်းများခဲ့တယ်။ အဲဒီနေရာမှာစစ်ခွေးအင်အားကတော့နှစ်ယောက်ဝင်းကျင်ခန့်ရှိတယ်စစ်ခွေးတေတာကခန့်မှန်းကျင်15ဦးရှိပါတယ်ကျွန်တော်ရေဘော်တွေဒီကိမ်ရှိပြက်လဲဆောက်ခွာနိုင်ခဲ့လို့မြင်းကျန် district ပထမလိုင်းတူမတိုင်မကပြောတယ်မဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ခရိုင်မှတ်နေတဲ့ရင် Barmy Skyla 4 PGF မြင်းကျန် 1mo စစ်ကြောင်းနဲ့မြင်းကျန်ခိုင်မှတ်သုံးတိုင်တို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်ဆလပီမမကန်ရဲစကန်ကိုတော်လိုက်တဲ့ဖွဲ့တွေကတိုက်ခိုက်တိုင်းပိုက်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မမကန်ရဲစကန်ကိုတော်လိုက်တဲ့ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သားတွေထိခိုက်သိမ်းဆုံးမှုရှိကလက်နက်ကဲများနဲ့တင်စီယာရှိခဲ့ကြောင်းတိုက်ပွဲအတွင်းပါဝင်ခဲ့တော်လိုင်းတရင်မြစ်ကပြောတယ်။အော်တိုဘားလ26ရက်နေ့ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကလောင်လုံးမြို့နယ်မောင်မကန်ရဲစခန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်ကလင်းနဲ့လောင်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။တော်တော်စစ်တပ်ကလင်းနဲ့ပုံကျဲကုကန်နေရကြားကနေမောင်မကန်ရဲစခန်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိပြီးရဲစခန်အတွင်းရှိလက်နက်ကမ်းများလည်းသိမ်းဆီရရှိခဲ့ကြောင်းသိရတယ်။ ကျွန်တော်ဒီနေ့မနက်အစောပိုင်းလောက်ခဲကရက်စကန်ဝင်ရောက်တိုက်ခိုက်ခဲ့တာစစ်ခွေးတွေကလင်းနေတဲ့ပုံစံတိုက်ခိုက်နေတဲ့ခြေကားကိုရက်စကန်ကအပိတက်တိုက်ခိုက်တင်ပိုင်နိုင်ခဲ့ပါတယ်စစ်ခွေးတွေသေဆုံးတာလည်းရှိရက်စကန်တွေကနေလက်နက်ခဲအနေနဲ့တင်စီနိုင်ခဲ့လို့တိုက်ပွဲအတွင်းပေါင်ခဲ့တော်လိုင်းတရင်မြေကပြောတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အတီးပြုတ်နိုင်တဲ့တဝက်ကိုင်းတက်ပေါင်းစုပြန်ဆိုင်တောင်ကရဲဘော်ရဲတို့ကိုဆက်သွယ်မြင်းမြတ်ခဲ့ပြီးမောင်ကန်ရဲစကန်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြအောင်အတီးပြုတ်ပြောဆိုခဲ့ပြီးဖြစ်စဉ်သေးစိတ်ကိုတုတ်ပြုံပြီးပြန်ကြောင်းပြောဆိုရတယ်။ ဆက်လက်ပြီးကလင်းငယ်ရဲ့ပြင်ဆိုင်မဆုံးရှုံးစေရန်နဲ့ပြင်ဆိုင်နောက်ကျခြင်းမရှိစေဆိုင်ပေးရမယ်လို့စတင်ကြောင်းတွေကိုပုံကျဲနေစစ်ကောင်းဆောင်မြောင်းလိုက်ပြောဆိုပြန်နိုင်ငံတော်ကစတင်ကြောင်းတွေကိုလေးကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့အကြပ်စရုပ်စုကောင်းဆောင်မြောင်းလိုက်ကကလင်းငယ်ရဲ့ပြင်ဆိုင်မဆုံးရှုံးစေဖို့နဲ့ပြင်ဆိုင်နောက်ကျခြင်းမရှိစေဆိုင်ပေးရမယ်လို့ပြောဆိုလိုက်ပြန်နေပြည်ကတော့အော်တိုဘလ15ရက်ကပြုလုပ်တဲ့တိုင်းငံလုံးပြည်ခတ်တိုက်ခိုက်မှုရဲ့စစ်ရေးသဘောတူစာချုပ် NCA ဆင်းနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာဂျပန်စစ်ကောင်စားမြောက်လိုက်ကခုလိုပြောဆိုခဲ့တာပါ ကလင်းငယ်ရဲ့ပညာရေးမဆုံးရှုံးစေဖို့နဲ့ပညာရေးနောက်ကျခြင်းမရှိစေကိုသာသမီချင်းမိဘချင်းကိုချင်းစာပြီးစာပြေမှာဖြစ်တယ်လို့မြောက်လိုင်ကပြောဆိုတယ်။မြောက်လိုင်ကသူ့အနေနဲ့လည်းတနိုင်ငံလုံးကကလင်းငယ်ရဲ့ပညာသင်ကြားမှုရဲ့နောက်ကျခြင်းမှုမရှိစေစာပေးနေလို့ဆိုတယ်။အခုလိုပြောဆိုထားပေမဲ့လက်တွေ့မြင်ပြမှာတော့မြောက်လိုင်ဆေးဥစွာတနိုင်ငံလုံးအတိုင်းအတာနဲ့ကလင်းငယ်ရဲ့ပညာသင်ကြားနဲ့စာသင်ကြားနဲ့ကိုလေကြောင်းကနေရဲဆက်ဆက်ပုံကျပြီးဆက်ဆွေးမှုတွေကျွလွန်နေရဖြစ်ပါတယ်။ အကြံဖက်မရောက်လိုက်နေတဲ့သူ့ရဲ့စစ်တပ်အတိုင်းပြည်ခွဲတော်ကြီးကိုလုံးဝလက်မခံပဲဒုတောင်ရေးသုံးပါကိုလေးသားစောင့်တိန်လိုက်နေတော့မှဖြစ်တယ်လို့ပြောဆိုတယ်။ဒါအပြင်လူနည်းစုရဲ့သဘောထားကိုလေးသားအမှဖြစ်ပေမဲ့လူအများစုရဲ့ဆန္ဒကိုလည်းအလုံးကလေးစားလိုက်နေအောင်ဖြစ်တယ်လို့ဖြစ်ချင်တာတဲ့ဖြစ်တင်ဖြစ်တိုင်းနိုင်ကိုစာရွက်တာဟာနိုင်ငံတော်ရဲ့အကျိုးကိုစာရွက်တာတာဖြစ်တယ်လို့နိုင်ငံတော်အကြံဖက်မှုတွေကိုနှီးမြှုပ်ဆောင်တဲ့ကျိုးလုံးနဲ့စေုပ်စုခေါင်းဆောင်မြန်လိုက်ကပြောဆိုပါတယ်။ ဆလဗီကေကေဘတ်ပြဿနာနောက်ဆက်တွဲကြောင့်မြောက်ရီမှာကုန်ပစ္စည်းတည်ယူစိတ်ငါးစားတင်မြတ်တဲ့နဲ့ကြောက်ဖြတ်လုပ်ငန်းတွေလောက်ကိုင်းတဲ့ကေကေဘတ်နေရာကိုစစ်တပ်ကနေဝင်စီးပြီးနောက်ပိုင်းမှာမြောက်ရီကနေကုန်ပစ္စည်းတည်ယူစားစိတ်တွေကငါးစားတင်မြတ်တက်လာနေလို့ကုန်တင်ရင်မောင်းနေတဲ့ကနေသိရတယ်။ကုန်ပစ္စည်းတည်ယူစားစိတ်ကစစ်တပ်ကနေကေကေဘတ်ကိုဝန်ဖန်မှုမတိုင်ခင်3-4ရက်လောက်လိုကလေးကတဖြည်းဖြည်းမြင့်တက်နေခဲ့ပေမဲ့ကေကေဘတ်ကိုရောက်ဖက်စီနောက်ပိုင်းမှာငါးစားတင်မြင့်တက်လာဖြစ်တယ်လို့ကုန်တင်ရင်မောင်းနေကဆိုပါတယ်။ ဒီကေကေဘက်မတိုင်ခင်၃လရက်လောက်ခရေကဝင်ဖက်မဆွာတဲ့နေ့ကြိုရထားကြောင့်အောက်ဂိတ်တွေကလည်းပြင်းစင်ပေးမတဲ့ဘူးအဲဒီခရေကတောင်လျှောက်စစ်တာကျွန်တော်တို့နေတောင်အချိန်နဲ့တင်ရတယ်မနက်စောကြီးလိုညဆိုလဲမိုးချုံမှရန်ကုန်တိအိမ်ရောက်ဝင်အိမ်ရောက်တွေဆိုရင်တော့ရင်ကပစ္စည်းတကူတောင်းမဲထားပါတော့ခုအဲ့ပစ္စည်းကိုငါးတောင်ပေးတင်နေရတယ်အခုလိုဈေးတက်သွားတာလဲကေကေဘက်ကဝင်ရောက်ဖန်စီပြီးနောက်ပိုင်းမှာပစ္စည်းတွေရွာလမ်းရှာမှာစစ်စဲတွေပုံမတင်ကြလာဖြစ်ပြီး လမ်းကြီးလည်းပုံမပေးဆောင်ရတာအကြောင်းဖြစ်ပါတယ်။ထပ်ပါကုန်တင်ရင်မောင်းကပဲဆက်လက်ပြီးဈေးတွေတက်တာကဒီကိစ္စကြီးဖြစ်ပြီးတော့လမ်းမှာတော်တော်ကိုကျက်တယ်။ကျွန်တော်တို့ကတော့အထယ်လားပြစ်စည်းလို့ပို့အရေးကြီးရောလမ်းကြီးတွေကပို့ပေးရတယ်။လမ်းမှာညှိညှိပြီးတော့သွားနေရတာပို့ကုန်တယ်။ပြီးခဲ့ရက်ပိုင်းမှာစစ်တပ်ကနေရွှေကုတ်ကုမျိုးကကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်တဲ့ KK ဘက်ညာကိုဝင်စီပြဲနောက်ကြားဖြတ်လုပ်ငန်းလုပ်ကိုင်တွေဟာထိုင်းနိုင်ငံမဲဆောင်မြို့ကိုထွက်ပြေးလာသူတွေလည်းရှိသလို မြောင်းရီမြို့တွေကိုလည်းအလုံးရင်းတွေဝင်ရောက်လာကြဟိုတယ်ခန်းတွေတူပြေးသွားလို့နေခန်းတွေကပြောတယ်။လက်ရှိမှာကေကေဘက်ကနေထိုင်နိုင်ငံမဲဆောက်မြို့တွေကိုနေဆက်ကြော်ထွက်ပြေးလာတဲ့ကြားပြန်လုပ်ငန်းရှင်နေထိုင်သူတအုပ်မှာတထောင်ကျော်ရှိနေပြီပြီးတောင်မြစ်ကိုဖြတ်ကူးလာသူတွေထဲမှာရင်းနှီးတည်ဆောင်သူတွေလည်းရှိပါတယ်။စနေပြောဖို့မှာရေကောက်ဝဲမဲထန်ဘီယာပိနဲ့အုတ်ကြီးပြခန့်ရှင်းနေခင်ရဖဂိုရိုက်တာရီခန့်အုတ်ဖုံမြွနဲ့ဘင်္ဂလားအုတ်စုရဲ့ အောက်ချုံရီမှုဟာစစ်တပ်ကကျင်းပမဲ့အတူရောက်ရွေးကောက်ပွဲမှာမဲထဲဖို့ပြည်သူတွေကိုဖိအားပေးရလှုပ်ဆောင်နေကြတော့ပြစ်ခတ်ရှင်းနေကြလို့တာရီခဲတိုင်း33ညနေတက်ခွဲလေးမြောက်ပြောက်ကြားတပွဲအဖို့ကတရင်ထုတ်ပြန်နေ။အစောပိုင်းအောက်ချုံရီမှုအီတောင်ကိုမနေ့ကအတိုဘာ25ရက်မနက်9နာရီဝင်းကျင်ချိန်သူရဲ့နေမှာပဲမြောက်ပြောက်ကြားတပွဲအုပ်ဖို့ရဲဘော်တွေကဦးကောင်တက်တဲ့ကိုကြီးကြီးချက်ပြစ်ခဲ့ပြီးရှင်းနေခဲ့ပါတယ်။သူကတော်တော်လူပွားပါရအနာသိမ့်ပြီးနောက်ပိုင်းမှာတော့သူတို့ရဲ့နောက်ခြံကို PDF တွေမလာနိုင်မှုဆိုတဲ့အသိနဲ့ပြည်သူတွေကိုရုံမှကျိန်းတိုင်းရုံမှနေတယ် သူ့ကိုစောင့်ကြည့်နေခင်ဟာပြည်သူတွေရဲ့တိုင်ကြားရဲ့လက်လက်ခံရရှိထားတယ်ဒီဘက်ကအုပ်ကြီးရဲ့ဖြူစောတီပြည်သူစစ်တွေကမြို့ကိုကျော်ပြီးသူတို့ဘက်ကိုမရောက်နိုင်နေထင်တယ်ဒါပေမဲ့ကျွန်တော်မြောက်တစ်ဖွဲ့ပါနေရာတိုင်းမှာရှိတယ်လို့မြောက်ပြောက်ကြားတစ်ဖွဲ့အုပ်ဖို့တပ်ဖွဲ့မှုရဲဘော်တွေကပြောတယ်ဒီဆောင်တဲ့အောက်ဆိုင်မွေတောင်းဟာဂျက်ဖက်စစ်တပ်ကပြုလုပ်မဲ့တရားမှုရေကောက်ပွဲကိုပြည်သူတွေမဲထဲဖို့ဖိအားပေးရတယ်ပြည်သူတွေတန်းကစစ်မှုထမ်းကြေးဆိုပြီးငွေကြေးတွေချင်းချောက်ကောက်ခံတာတွေလူငယ်တွေစစ်မှုထမ်းဖို့တင်းကျပ်ဆုဆောင်တာတွေကိုလှုပ်ဆောင်နေသူလည်းဖြစ်တယ်လို့သိရတယ် မြောက်ပြောက်ကြားတစ်ဖွဲ့အုပ်ဖို့အနေနဲ့တော်လိုင်းတစ်ဖွဲ့တွေကိုဒုက္ခပေးနေစစ်သားရဲ့ပြည်သူစစ်တွေပါဝင်တောက်တိုင်တွေကိုပါအချိန်မြင့်တိုက်ခိုက်တော့မှဖြစ်တာကြောင့်ပြည်သူအနေနဲ့စေုပ်စုအနီးနာတော်လာနေထိုင်ပြီးမျိုးပြုတ်လောက်ကြဖို့လည်းအတိပေးထောက်ပြန်ထားပါတယ်ဆက်လက်ပြီးမူဆယ်ကမီရှူမီပန်ဆယ်ယုံမီလောင်မိသက်ကားမလောင်လို့တရုတ်ဘက်ကနေမိသက်ကားတွေလာငိမ့်ပြရဒေသခံတွေပြောတရုတ်နိုင်ငံနဲ့နေဆက်မျိုးဖြစ်တဲ့မူဆယ်မျိုးမှာစစ်ကောင်စီလောက်ခံပြည်သူစစ်တွေအမြင့်ခန္ဓာတရုတ်နိုင်ငံသားပိုင်းမီရှူမီပန်ဆယ်ယုံတရုတ်မီလောင်ပြစီသွားလို့ဒေသခံတွေကပြောတယ် မူဆယ်မျိုးဆန်စော်ရွက်ကကမီရှုမီပန်းဆယ်ဟောအော်တိုဘား25ညနေပိုင်းမှာကြီးမားတဲ့မိလောင်မှုပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ဆယ်ယုံထဲမှာရန်နေမီရှုမီပန်းနေခြင်းပဲမို့မိမထိန်နိုင်ခဲ့လို့မြေခံတောက်ကပြောတယ်။ဆယ်ယုံကိုပိုင်နာကတရုတ်တွေပိုင်နာပြည်သူစစ်ကအမိခံဒီကိစ္စရဲရအမှုဖွင့်တာပဲမဲ့ပြည်သူစစ်ကိုကြော်ပြီးမလုပ်ရဲလို့မြေခံတောက်ကပြောတယ်။မိလောင်ရတဲ့အကြောင်းရင်းကိုမသိသေးဘူးအော်တိုဘား25ညနေ9နာရီခန့်မှာဆလောင်မီ6နာရီကျော်မှမိငိမ့်တန်နိုင်ခဲ့လို့ဒေသခံတွေကပြောတယ်။ ဆယ်ကောက်စီလောက်ခံမိသားတပွဲကသတင်းထုတ်ပြန်ထားမယ်မိရှင်မိပန်းဆဲကိုကိုတော့ချလက်ထားတယ်တရုတ်နဲ့ပြည်သူစစ်ကဘိုင်နာရှော့မိသားတပွဲလည်းကြားရလို့မူဆယ်မျိုးကန်တွေကပြောတယ်အော်ဆုံးမှုရင်တစီရေတန်းရင်ဆယ်စီမိသားရင်၅စီနဲ့အတူမိငိတ်တက်ခဲ့ရလို့မိသားတပွဲတွေကဆိုထားတယ်ဒါပေမဲ့မြန်မာဘက်ကမိသားကားတွေနဲ့မလောက်လို့နဲ့ဇက်ကိတ်ကိုဖျက်ကျော်ပြီးတရုတ်မိသားကားတွေလာရောက်နှိမ့်တက်ခဲ့လို့ဒေသခံတွေကပြောပါတယ်ဒါကတော့မိသားတပွဲကဖော်ပြမထားပါဘူးနောက်ဆက်အပ်ပေးကြရတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရရှင်